ဖျားပုံခရယာဖျားပုံမျိုးနယ်မှာရှိတဲ့ဂျပန်မွေးဆောင်တွန်းပတ်တာအတွင်စိုက်ဧကများတိုးတက်ရရှိရန်မိုးစဘာအပြင်နေစဘာတိထက်စိုက်ပျိုးနိုင်ရန်အတွက်ဆောင်ရွက်လျက်ရှိတာပဲဖြစ်ပါတယ်။ဂျပန်မွေးဆောင်တွန်းပတ်တာအတွင်စနေတဲ့ကြလေယာဉ်မြေဖော်ထုတ်ခြင်းဧက40ဆောင်ရွက်ခဲ့တဲ့တဲ့ရင်ကိုဗတိန်သတင်းဌာနကွယ်မှအခုလိုပဲပေးပို့ထားပါတယ်ရှင်။ ဖျာပုံခရိုင်ဖျာပုံမြို့နယ်မှာစိုက်ပျိုးရေးကများတိုးတက်စိုက်ပျိုးနိုင်ရန်အတွက်ရေငန်တားရေထိန်တကားများတည်ဆောက်ခြင်းရေချိုသွင်းမြောင်းများတူဖို့ပေးခြင်းအပြင်ကျပုံမွေဆောင်ကျွတ်ဖတ်တာအတွင်စနစ်ကျလေယာမြေဖော်ထုတ်ခြင်းဧက40ကိုဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်စနစ်ကျလေယာမြေဖော်ထုတ်ရမှာကိုထုတ်လန်းအလေယာ3980ပင်ရေသွင်းမြောင်းအလေယာ3980ပင်ရေထုတ်မြောင်းအလေယာ9940ပင်နဲ့ လေအတက်အစင်လန်လေးလန်းကိုလည်းထက်သွင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။စနေကြလေရမြေဆိုတော့ကျွန်တော်တို့ဒါကုတ်ထုတ်လန်းပါမယ်။နောက်ရေသွေးမြောင်းပါမယ်။ရေထုတ်မြောင်းပါမယ်ပေါ့။ပြီးတော့ကျွန်တော်တို့လေတွေကနေပြီးတော့ကုတ်ထုတ်နိုင်ဖို့အတွက်အတက်အစင်လန်းတွေပါမယ်ပေါ့နော်။ဒါနှစ်စင်နှစ်စင်ဒီနေရာတွေကຫນွေစဘာမဆိုင်တဲ့နေရာတွေပေါ့။ဒီနေရာတွေလည်းຫນွေစဘာတိုးပြီးတော့စိုက်နိုင်ဖို့အတွက်ရည်ရွယ်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။အနှစ်ကကျွန်တော်တို့ ကဘာရင်ဒီအခမ်းအနားမှာနိုင်ငံတော်ဝန်ကြီးချုပ်ကြီးကနေပြီးတော့လေယာဉ်တွေကိုညီညာလေးနဲ့ကုတ်ထုတ်လန်းနေရေသွေးမြောင်းနေရေထုတ်မြောင်းနေစနစ်တကျဖြစ်ဖို့အတွက်လမ်းညွန်ခဲ့တယ်ပေါ့ကျွန်တော်တို့ AI တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးကနေပြီးတော့အစိုးရဖွဲ့ရနေပြီးဒါကိုကျွန်တော်တို့အားပေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့ရန်ပုံငွေနေရတော့ကျွန်တော်တို့ဒီ AK 40အတွက်ပြည်တော်စုဖြစ်ဆက်ရန်ပုံငွေစက်တန်တရာနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ချက်ဖတ်ဝေဆောင်ကျွတ်ပတ်တာလဲမှာဆိုတော့ကျွန်တော်တို့ရေချိုအရင်မြစ်ကတော့ဒီကုန်ကျင်းတဲ့မြစ်ကနေရေချိုကိုကျွန်တော်ဒီဘက်ထဲကို ကျွန်တော်ရေတကားတွေကနေတွင်းတာပေါ့နော်ကျွန်တော်တို့အခုဆိုရင်ဒါအောင်ချမ်းသာရေတကားဆိုလဲတိဆောက်ပြီးစီးခဲ့ပါပြီဒါမနစ်ကဆိုလဲမမိုးသူရေတကားတိဆောက်ပြီးစီးခဲ့ပြီပေါ့နော်ဒီရေတကားတွေကနေပြီးတော့ရေတွင်းတယ်ပြီးစီးရောက်လာအောင်လို့ကျွန်တော်တို့ဆက်ဆက်ပြီးတော့ဒါဘေးမြောင်းတွေတူတယ်နောက်ဆက်ဆက်တဲ့အခြားတန်းကလိုအပ်တဲ့ရေချိုသင်းမြောင်းတွေကိုဆက်ဆက်တူဖို့ပြပါတယ်ပေါ့နော်ကြပ်မွေးဆောင်ကျွတ်ပတ်တာတွင်ရေချိုသင်းမြောင်းကနေရေချိုများရရှိတဲ့အတွက်မိုးစဘာအပြင်နှွေစဘာကိုလည်းတိုးချက်စိုက်ပျိုးလာနိုင်တယ်လို့သိရပါတယ်ဒီနေ့တည်းကစိုက်လို့အဆင်မပြေဘူးပေါ့နော်အဆင်မပြေဆိုတော့ကျွန်တော်တို့ဒီရိုးတွေချောင်းတွေအရေး ဝင်ထွက်သိမ့်မကောင်းလို့တော့ကျွန်တော်တို့ဒေါ်မုသူကြီးတကားဆောက်လို့ဆောက်လို့ရတဲ့ဝင်ကြမှသာကြီးသွားလာအဆင်ပြေပြီးတော့စိုက်လို့အဆင်ပြေသွားတာပါဒီလေအလုတ်လုတ်နေရတဲ့အတွက်ကျွန်တော်တို့ဒီမှာနှစ်စင်နှစ်တိုင်းအလုတ်အဆင်ပြေလို့ချင်းပို့ပြီးတော့ကောင်းတာပေါ့နော်လေသမားတွေကကြတော့ဟိုအလုတ်နဲ့လက်နဲ့မပြတ်တော့ဘူးပေါ့ကျွန်တော်တို့အလုတ်အဆင်ပြေသွားတာပါဟုတ်ကဲ့ကျေးဇူးကျေးဇူးလည်းတင်ပါတယ်အဲ့လိုမျိုးလုပ်ကြတဲ့အတွက်ကြောင့်မလို့ရေရပါတော့နော်ကျွန်တော်တို့ဒီအပင်လိုတဲ့အချိန်တိုင်းရေကိုတင်လို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းအဆင်ပြေရပါတော့အကုန်လုံးကောင်းပါတယ်ပေါ့တောင်းတတွေအကုန်လုံးတို့ဒီသတင်းကိုပသိသတင်းဌာနကွဲကပေးပို့ထားပါတယ်ရှင်